ထမဆုံးအနေနဲ့မိမိဖုန်းထဲမှာရှိတဲ့ browser တစ်ခုတည်းကိုကျွန်တော်ဝင်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ဖုန်းထဲမှာရှိတဲ့ Chrome browser တည်းကိုကျွန်တော်ဝင်ပြီးတော့ပြပြပေးပါမယ်ကျွန်တော် Chrome browser တည်းကိုကျွန်တော်ဝင်လိုက်ပါတယ်ဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ဆုံးမှာဒီ search box မှာဘာရိုက်ပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ photo to queue ကိုလိုရိုက်ပေးရပါမယ်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အပေါ်ဆုံးမှာရှိတဲ့ photo လိုရိုက်လိုက်ရင်ကျွန်တော်အပေါ်ပါပေါ်လာတယ်ပေါ့နော်။အဲ့ဒီတော့ကျွန်တော် photo to queue ဆိုတဲ့ထက်ကိုကျွန်တော်ဝင်ပေးလိုက်ပါတယ်။ဒီမှာ me me dash queue ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်။အဲ့အဲ့ဒီဟာကိုကျွန်တော်နှိပ်ပေးလိုက်ပါ။ Okay ဒီတဲ့ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဘာလို့အခုလိုမျိုးပေါ်လာတယ်အဲအခုလိုမျိုးပေါ်လာဆိုလို့ရှိရင်ဒီထိပ်မှာဘာတွေရှိလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲဥမာကျွန်တော်တို့က QR code ကို photo တစ်ခုတည်းနဲ့ကျွန်တော်တို့တစ်ခုတည်းနဲ့ကျွန်တော် ပြောင်းလို့ရတာမဟုတ်ဘူးဗောနော်ဒီဘေးမှာကျွန်တော်တို့ရဲ့ Facebook account နေ Facebook account နေထည့်လို့ရတယ်ဒီမှာ Facebook link တွေပါထည့်လို့ရတယ်ဗောနော်ဒီမှာ YouTube link တွေထည့်လို့ရတယ်အဲဒီမှာ PDF file နေဒီမှာ audio တွေအများကြီးထည့်လို့ရတယ်ဗောနော်အခုအခုကတော့ကျွန်တော်ကအဲဒီဓာတ်ပုံကနေပြီးတော့မှကျွန်တော်ကဒီဟိုဗောနော်ဒီ image ကိုကျွန်တော်ဒီမှာဗောနော် photo image ကနေပြီးတော့မှကျွန်တော်ဒီ QR code ကိုပြောင်းပြီးမှဖြစ်တဲ့ တွက်ကျွန်တော်ကဒီမှာဘာကိုနှိပ်ပေးရမလဲဆိုလို့ရှိရင်တော့ဒီအောက်မှာကျွန်တော်တို့ upload image ဆိုတာရှိပါတော့ဒီဒီ download ပုံစံလေးနဲ့ upload image ဆိုတာရှိရဲအဲ့ဒီ upload image ဆိုတာကိုကျွန်တော်နှိပ်ပေးရမှာပဲဖြစ်ပါတယ် okay ခုလိုမျိုးနှိပ်ခိုင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့လိုမျိုးဒီ QR code ကိုကျွန်တော်တို့ဒီပြောင်းလဲဖို့ဆိုလို့ရှိရင်တော့ Google account နဲ့ရှင်းပြဖို့လိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီ login with google ဆိုတာကိုကျွန်တော်ရွေးပေးလိုက်ပါတယ် โอเคဒီနေ့အောင်ရောက်သွားပြီဆိုလို့ရှိရင်တော့အဲဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာရှိဒီထဲမှာရှိတဲ့ကိုကဲနေသူရှိတ်သွားပြီဗောနော်ရှိတ်သက်သွားပြီဖြစ်တဲ့အတွက်ဒီမှာသူကဒီကျွန်တော်တို့ဒီပုံထည့်တဲ့နေရာကိုပြန်ရောက်သွားတယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ upload image ဆိုတာကိုကျွန်တော်နှိပ်လိုက်လို့ရပါပြီโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာရှိတဲ့ကျွန်တော်ပုံတစ်ပုံကိုပုံတစ်ပုံကိုကျွန်တော်ရွေးပြီးတော့မှဒီမှာအောက်ကညာဘက်အောက်ထောင်မှာ add ဆိုတာကိုကျွန်တော်နှိပ်ပေးလိုက်ပါ โอเคအခုလိုမျိုးအဒီကျွန်တော်ရွေးပေးလိုက်တဲ့ပုံကအခုလိုမျိုးဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကအဒီမှာဗောနောဒီအောက်မှာဒီမှာ customize and download queue ဆိုတဲ့ဟာလေးရှိရေဗောနောဒီမှာဒီဒီဟိုကာလာလေးနဲ့အဲ့ဒီဟာကိုကျွန်တော်နှိပ်ပေးလိုက်ပါ okay အဲဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့သူကနေမှာပေါ့နော်အဲဒီဘေးမှာဒီတဒီဘေးမှာကျူအာလေးပေါ်နေရပေါ့နော်ဒီဒီဘေးမှာကျူအာလေးပေါ်နေတယ်အဲအဲ့ဒီကျူအာကိုလည်းကျွန်တော်တို့ရွေးလိုက်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကတခြားပုံစံကိုကျွန်တော်တို့ရွေးချင်တယ်ဆိုလို့ရှိရင်အဲဒီမှာတော့ဒီလိုမျိုးလေးကျွန်တော်လိုက်ပြီးတော့မှထောက်လိုက်တယ်ဆိုလို့ရှိရင်သူကသူ့ရဲ့ကျူအာပုံစံလေးကလိုက်ပြောင်းတယ်ပေါ့နော်အဲကျွန်တော်တို့ကပုံမှန်အတိုင်းပဲဒီလောကဟိုရိုးရှင်းရှင်းကျူအာကိုကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်ဆုံးကဒီချက်ရှိခဲ့ပုံစံမျိုးလေးနဲ့ကျူအာကိုကိုကျွန်တော်တို့ယူလိုက်ယူပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာပေါ့နော်အဲအဲဘေးကဒီအကောင်အဲကျူအာကိုလေးကိုထောက်ပြီးတော့မှကျွန်တော်တို့ ဒါ download QR code ဆိုတာကိုကျွန်တော်နှိပ်ပေးရမှာပဲဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်သူက QR code ကိုသူ download ဆွဲဆွဲပြီးသွားပြီဗောနော်အပေါ်မှာအဲဒီ download complete ဆိုတာဖြစ်သွားပြီ โอเคဒါဆိုရင်အမကြီးလေးနဲ့ပြန်ဖြောက်လိုက်အဲကျွန်တော်တို့က QR code ကိုဒီလာလာလေးလိုချင်တယ်ဆိုလို့ရှိရင်တော့တခြားဒီ QR code လေးကိုလည်းကျွန်တော်တို့အရွေးပြီးတော့မှဒီဘေးကဟာကိုဘေးက QR code ကိုနှိပ်ပြီးတော့မှ download ဆွဲလို့ရတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာကျွန်တော်တို့ရဲ့ဒီမှာဒီ gallery ရဲ့ကိုသွားကြည့်လိုက်အဲသွားကြည့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာဒီထိတ်ဆုံးမှာကျွန်တော်တို့အစောက download ဆွဲလိုက်တဲ့ QR code ကိုကျွန်တော်ရပြီပေါ့နော်အဲဒီပုံဒီပုံကိုကျွန်တော်ထည့်ထားတယ်အဲ့ဒီဒီ QR code ကိုဖတ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ဒီအဲ့ဒီပုံလေးပေါ့ QR code ကို scan ဖတ်လိုက်တာနဲ့အဲ့ဒီပုံလေးကိုရောက်သွားမှာဖြစ်ပါတယ်အဲ့ဒီပုံကိုကျွန်တော်တို့ကအလွယ်တကူစေပြီးတော့မှ download ပြုလုပ်လို့ရပါတယ် ားလုံးပဲအသင့်ပေးကြပါစေခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးကြပါဦးเนาะ